အခုတင်ဆက်ပေးမယ့်သတင်းကတော့မွေးကြိမ်နှမ60ကျော်ရွာတုံငယ်ရဲ့ရေပိတံကြောင့်50တောအသက်ဆုံးရှုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။တောင်ရအတွင်းမှာမွေးကြိမ်လက်မ60ကျော်ရသုံးခဲ့တာကြောင့် PNN နိုင်ငံအလဲပိုင်းမှာရေကြီးမှုနဲ့မြပြုံမှုဖြစ်ပွားပြီးအသက်ဆုံးရှုံးသူ50တောင်ထိရှိခဲ့တယ်လို့ PNN ဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေပေးတဲ့အနေကြောင့်တွေ့ခဲ့တဲ့ဒေတာဟာ BNN နိုင်ငံရဲ့အကြီးအကဲပုဂ္ဂိုလ်တစ်မျိုးဖြစ်တဲ့ Coffee အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ဒေတာဖြစ်တယ်လို့နိုင်ငံခြားခီးသွားဧည့်သည်တွေအများဆုံးလာရောက်တဲ့မြို့တွေနဲ့ကမ်းခြေတွေရှိတဲ့နေရာတွေဖြစ်ပါတယ်။ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှုတွေကြောင့်ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပါခဲ့တာဖြစ်ပြီးမြို့ကြီးတွေရဲ့လမ်းတွေပေါ်မှာရေအမြင့်ကကိုးပိန်နီပါတီရှိခဲ့တဲ့ဒီရေပေးတံကဆူရခဲ့ပါတယ်။ ဟီဘီတန်ကြောင့်အိတ်အလုံးကြီး9000နောင်ကျော်ရင်းနှမြုပ်ခဲ့ပြီးတော့ကေထုတ်ခဲ့ရတဲ့ဒေသခံအုပ်ကြီးက6000ကျော်ရှိခဲ့တယ်လို့အရေးပေါ်ကိစ္စရေးအဖွဲ့တွေကအတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေအောက်တိုဘာလအတွင်းဗီယက်နမ်နိုင်ငံအတွင်းမှာပြပွားခဲ့တဲ့တဘာဝဘေးရန်နေရတွေကြောင့်ဒေသုံလူတွေက300နီးပါးရှိခဲ့ပြီးတိခိုက်ဆိုးကျပမာဏကအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိခဲ့တယ်လို့ BNN အစိုးရကအတည်ပြုထားတယ်လို့သိရပါတယ်။ဒီတဲ့တော့နောက်ကျင်းကျန်သွားပြီပူလာတာပါ